မင်္ဂလာပါ 3D ချင်းမိတ်ဆွေ123 channel နဲ့ AQ channel ကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်မိတ်ဆွေတို့ကိုယနေ့ကျွန်တော်လက်တွေ့မူကလင်နာမူပေါ့နော်နှစ်ချင်းကလင်နာမူလေးတစ်ခုနဲ့ကျွန်တော်ကစားပြပေါ့မှာပါဒီမူလေးကမိတ်ဆွေတို့အတွက်တစုံတရာပေးလိုက်မယ်လို့ကျွန်တော်မျှော်လင့်ယုံကြည်ပါတယ်ခိုင်းတော့ကျွန်တော်ဆက်လိုက်ကြအောင်နော်ကျွန်တော်2000 2025ပေါ့နော်2025အတွင်းမှာပဲဖြစ်လာတဲ့ site ကလေးတွေမူလေးတွေပေါ့နော်အဲ့တော့ကျွန်တော် daily site ကကျွန်တော်ပြီးခဲ့တဲ့ပင်တုန်းကလည်းပဲကျွန်တော်ပြခဲ့ဘူးပါတယ်ပြခဲ့ဘူးတာဆိုတော့ဆိုလို့ရှိရင်တော့ဒီမှာဒီ၃လုံးပေါင်းကြီး9 56 3လုံးလုံးပေါင်းကြီး9လို့ဖြစ်ပြီးတဲ့အခါမှာဒီ၃လုံးပေါင်းနဲ့466ပေါင်းနဲ့6ဒီ6ပါဝါ tip break လို့ဆိုပြီးရိုက်တယ်ရိုက်ပြီးတာနဲ့ဒီ၃လုံးပေါင်းကြီး9ဒီ break 9လို့ဆိုပြီးရိုက်လာပါတယ်ကစားလာပါတယ် နော်ဒီမှာတော့မှပဲ196ဆိုတဲ့နေရာမှာ196ပေါင်းခြင်း19ဒီပရိတ်19လို့ဆိုပြီးတော့မောကစားလာတယ်ပေါ့နော်အဲ့ဒါပြီးလဲအဲ့ဒီအချိန်မှာဒီမှာဒီ368ပေါင်းနဲ့ခွန်ဒီနောက်ပဲလို့ဆိုပြီးသူကစားလာခဲ့ပါတယ်နော်အဲ့တော့ဒုတိယဘွဲအနေနဲ့ဒီမှာ33လုံး9လို့ဆိုထောင်းပြန်ပါတယ်အဲ့လိုထောင်းပြီးတဲ့ခါလဲကြလဲကြရောထောင်းပြီးတဲ့ခါလဲကြလဲကြရောဟာဒီမှာဒီ653ပေါင်းခြင်းခွန်ခွန်ပါဝါ2ပရိတ်ဆိုလို့ပြီးတော့သူကစားလာခဲ့တယ် အဲ့ကစားလာတဲ့အချိန်ပြီးတဲ့ခါမှာဟိုက်၃၃လုံးပေါင်းချင်း၉တီနော်ဘရိတ်၉လို့ဆိုပြီးတော့တီတီကြကြ၁၉မဟုတ်ဘဲနဲ့ဘရိတ်၉ကစားလာခဲ့ပါတယ်နော်အတတရာဘွယ်အနေနဲ့ဒီမှာ၈၈၃၁၉လို့သူထောင်ခဲ့တယ်ထောင်ပြီးလဲပြီးတော့ဒီမှာ၂၆၃ပေါင်းချင်း၁တစ်ပါဝါ6တိ6ဘရိတ်ရိုက်မယ်လို့ဆိုပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြခဲ့ပါတယ်အဲဒီမှာတော့၂၅၉ပေါင်းချင်း6တိနောက်ပိတ်တယ်ဒီမှာတော့၃၆၈ပေါင်းနဲ့ခွန်တိနောက်ပိတ်တယ် နှင်းငါးကိုပေါင်းနဲ့6တီနောက်ပိတ်တယ်အဲ့လိုပဲဒီမှာ6ငါးပေါင်းနဲ့6တီနောက်ပိတ်ပြီးလိုက်ပြီးဟောပရိတ်6ကိုကစားသွားခဲ့ပါတယ်နော်အဲ့မော်အဲ့ဒီမှာတခါထပြီးသူကဘာလုပ်လာလဲဆိုတော့3ရှစ်ခွန်ပေါင်းချင်း8တီ8လို့ဖြစ်လား3ရှစ်ခွန်ပေါင်းချင်း8လို့ဖြစ်တယ်နှစ်ကို6ပေါင်းချင်းခွန်လို့ဖြစ်တယ်တခါငါးငါး6ပေါင်းချင်း6လို့ဆိုပြီးလိုက်ပြီးတော့စီနီယာနဲ့လမ်းစဉ်အမှန်စွာမူမှန်သွားကစားလာခဲ့ပါတယ် ဲ့လိုပဲဒီမှာသုံးမယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ2 8ခွန်3လုံးပေါင်းချင်းခွန်လို့ဖြစ်တယ်2 9 6လုံးပေါင်းချင်းခွန်လို့ဖြစ်တယ်6 5 6လုံးပေါင်းချင်းခွန်ဆိုပြီးတော့သူကစားသွားခဲ့ရတယ်เนาะအဲ့တော့ဟုတ်ပြီဒီပြင်မှာဒီမှာရှင်5 6ပေါင်းနဲ့19ဒီဘရိတ်19ရိုက်တယ်လို့3 3လုံးပေါင်းနဲ့9ဒီဘရိတ်9ရိုက်ထားတယ်ဒါဆို8 8 3ပေါင်းနဲ့19ဒီဘရိတ်19လို့ဆိုပြီးတော့ main ယူပြီးတော့9ကအရန်ကျွန်တော်တို့ကစားပါမယ်เนาะ ဟုတ်ပြီအဲ့ဒါမှဘယ်လိုကစားမလဲဆိုကြည့်လိုက်တဲ့အခါကျလဲကြောက်တော့ဒီမှာ3 8နှစ်ပေါင်ခြင်း3နဲ့အဲ့ဒီ3ကထိတ်စီးမှလာကစားပြီး6ခွန်ပေါင်ခြင်း3ပါဝါ8ကနောက်ပိတ်လာတာကို တွေ့ရပါတယ်အဲ့ဒီအချိန်မှာ break 16လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုက်2နှစ်ခွန်ပေါင်ခြင်း1 18နှစ်ခတ်ဒီအလဲထိုင်တဲ့နေရာမှာရှစ်ခါထိုင်ပြီးလဲပြီးတော့388ဆိုပြီးတော့ break 16ကိုသူကစားသွားခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်เนาะ အဲ့တော့ဒုတိယတခါပွဲနေကြတော့ဒုတိယပွဲမှာလည်းသူလာခဲ့တယ်နှစ်၉နှစ်ပေါင်းရင်၃ညထိတ်စီးပါတဲ့နော်။အော်၃၆ပေါင်းရင်၉ပါဝါ၄ကတော့နောက်မှထိုင်လိုက်မယ်တဲ့နော်။အဲ့ဒါဆိုလို့ရှင်ဟောမှာနှစ်၄ပေါင်းနှစ်၄၆ပေါင်းရင်နှစ်နှစ်၄နက္ခတ်ဒီအလဲထိုင်မဲ့ခါမှထိုင်မဲ့အချိန်ကမှတော့ break ကိုဖြစ်ဖို့အတွက်၃၄ခွာခွန်ဖြစ်ပြီးတဲ့အတွက်ကြောင့်မလို့နှစ်၄တွေကနေနှစ်ကိုခါမှထိုင်ပြီးတော့၃၃လုံးပေါင်းရင်၉ကို break ကိုအနေနဲ့ ကစားသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်နော်မိတ်ဆွေတို့လည်းပဲမြင်ပါပါဟလားကဲအဲ့တော့ဒီကိုကျွန်တော်တို့လက်ရှိဒဲပွဲလေးကိုကြည့်လိုက်ကြအောင်996ပေါင်းချင်းခွန်း996ပေါင်းချင်း6ဒီထိစီမဲ့36ပေါင်းချင်းကိုကိုပါပါလေးဒီနောက်ပိတ်မယ်အဲ့ဒီမှာ646ပေါင်းချင်း6နော်6နဲ့4နဲ့ထိုင်းပြီးတာဖြစ်တဲ့အတွက်646ပေါင်းချင်း669နှစ်ခတ်ဒီဘာထိုင်မလဲဆိုကြည့်လိုက်တဲ့အခါကျတော့ ကိုကိုကျွန်တော်တို့ရွေးချယ်ရပါလိမ့်မယ်အဲ့တော့69လေးဆိုတဲ့883ပေါင်းချင်း19ဒီ69လေးဆိုပြီးတော့ပရိသတ်ကစားလာမှာကိုကျွန်တော်တို့တွေ့ရမှာပါတွေ့ပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ဒါပဲလားเนาะဒီလန်းဒီမူနေနေရောဘလို့တွေကစားနိုင်သေးလဲလို့ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးလေ့လာလိုက်တဲ့အခါမှာတော့เนาะဒါကကျွန်တော်တို့ဒီမနော်ငါးပင် site ကို ဘောနောစင်ကဲစင်ကဲရိုက်သွားတဲ့ငါးပင်ဆိုင်ပါအဲ့မှာငါးပင်ဆိုင်ကိုစင်ကဲရိုက်တာမဟုတ်ဘဲနဲ့တပင်ကျော်ရိုက်တဲ့ cycling နဲ့ကျွန်တော်တို့ကြည့်လိုက်အောင်เนาะဟောကျွန်တော်တို့ဒီမှာဘောနောဒီမှာ690တဲ့ဒီမှာဒီ1 2 3 4 5ပင်ဘောနောဒီ5ပင်ကိုကျော်မဲ့တခါ1 2 3 4 5ပင်ဘောနောဟုတ်ပြီဒီ5ပင်ကိုကျော်မဲ့အောင်မအခုရခု5ပင်ဘောနောအဲ့5ပင်မှာလည်း तू ကလည်းပဲဒူညီသွားပဲကစားတာလေ693ညပေါင်းချင်း5ကိုဒီမှာ ူဒီ brain ငားလို့ရိုက်ထားတယ်အဲ့ brain ငားလို့မြဲခင်မှာဟိုမှာနှစ်လေးတစ်ခွန်းဆိုပြီးလဲပြီးတော့ marking လေးထောက်လိုက်ပါတယ်ဒါဆိုတပင်ကြောတဲ့ဟိုမှာရှင်ငား6 6ဆိုတာဖြစ်လာပြီเนาะအဲ့စကောဘရိတ်ရိုက်တဲ့အချိန်မှာနှစ်ရှစ်ခွန်းဆို marking လေးကသူကထိုးပေးပါတယ်เนาะဒါဆိုလို့ရှိရင်ဒီမှာ8 8 3ဆိုတဲ့6 6ကိုဒီမှာ break 6ရိုက်မယ်အဓိကရိုက်မယ်နေရာမှာ656ဆိုတဲ့6 6ပေါင်းချင်းခွန်းဆိုတဲ့ marking လေးရလဲပဲ ထောက်သွားပြီလို့ကျွန်တော်တို့ဒီလိုမြင်ရပါတယ်တွေ့ရပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ထူခြားချက်ကလေးနဲ့ချိန်ဆရာကောင်းတဲ့အချက်ကလေးဘယ်လိုကစားလဲဆိုကြည့်လိုက်အောင်၄ပောင်ချင်း၅တဲ့เนาะ၅ရဲ့နှက်ခတ်၃ကနောက်ထိုင်ပြီးတော့၅ရဲ့เนาะထိုင်းပါဝါ၈ကထိပ်စီးလိုက်တယ်အဲ့တော့ခွတ်တေးဆိုပြီးတော့မူသေးဖြစ်လာပါတယ်เนาะ ဲဒါဆိုလို့ရှိရင်တခါထပ်ပြီးလဲပြီးဒီမှာရောကြီးလိုက်ပါခဲ့ရသူကငါပဲသူကထောက်လိုက်ပြန်တယ်ဗျเนาะဒီမှာဒီမှာရှင်ငါ6လို့9လို့ဖြစ်ပြီးဒီမှာငါလို့ပဲထောက်တယ်အဲ့ဒီငါရဲ့နက္ခတ်3နဲ့ငါရဲ့ထိုင်ပါဝါ10ဒီเนาะအချိုးကြကြပဲခွာလိုက်ပါတယ်ဟောလာအဲ့လိုခွာပြီးတော့မှဒီပရိစကိုလေးကိုကစားလာတယ်လို့ကျွန်တော်တို့တွေ့ရပါတယ်เนาะဒါဆိုကောင်းပြီအခုကျတော့เนาะဒီ633ရှိလေးခွာဦးမှာလားလို့ကြီးလိုက်တဲ့ခါကျတော့သူမှသူကငားမဟုတ်ဘဲနဲ့တက်လို့ဆိုပြီးတော့ ထောက်လိုက်တယ်ဒါဆိုတစ်ကက်ထိုင်းဘဝက3ဖြစ်ပြီးတော့တစ်ကက်နှက်ခါက10ဖြစ်နေတဲ့အတွက်ကြောင့်38ဆိုတဲ့ဥစ္စာလေးကအင်မတန်ကြိုက်စရာကောင်းတဲ့အနေထားလေးနဲ့ဖြစ်ပေါ်လာခဲ့ပါတယ်เนาะအဲ့တော့ break goal လို့ဖြစ်မယ်ဆိုလို့ရှိရင်ဒါ38အခွာပါဆိုလို့ရှိရင်38လို့ကစားရမှာဖြစ်ပြီးတော့ဟောကျွန်တော်တို့ဒါအဓိက main က38လို့ကစားရမှာပါเนาะအဲ့ဒီနေရာမှာကျွန်တော်တို့တစ်ခါထပ်ပြီးတော့ကြည့်မယ်တဲ့เนาะ၄တင်းနေပေါင်းချင်းခွန်းတဲ့ ကဲသူကတော့လုတ်ပြီเนาะခွန်ပါဝါရှင်းနှလုံးနှင်းเนาะတခါထပ်ပြီးလိုက်ပြီးတော့ခွန်ခွန်နှစ်ပေါင်းချင်း6တဲ့6ရဲ့ပါဝါရှင်းနှလုံး1တဲ့เนาะဒါဆိုလို့ရှိရင်အခုဒီမှာ664ပေါင်းချင်း69သူ့ရဲ့ပါဝါရှင်းနှလုံး1နဲ့ကျွန်တော်တို့ကစားမယ်ဆိုရင်3ထိပ်နဲ့6နောက်နဲ့ခွာလိုက်ရင်အခါမှာ388ဆိုတဲ့ကဏန်းလေးက main ထွက်လာပါလိမ့်မယ် ထွက်လာမှာကိုကျွန်တော်တို့တွေ့ရပါမယ်တကယ်လို့ရှစ်ထိတ်တင်တဲ့အခါမှာဆိုလို့ရှိရင် quad တဆိုလို့ရှိရင်တော့83အခွာကိုရှင်းနှလုံးတဆိုရင်တော့833ပေါ့ဗျာဒီလိုလေးလာပြီလာမယ်အဲအဲ့လိုမှမဟုတ်ဘဲနဲ့နှလုံးပေါင်းချင်း1ကိုပဲဦးစားပေးယူသွားမယ်ဆိုရှစ်ထိတ်လို့နှလုံးပေါင်းချင်း1ဖြစ်သွားပြီးပြီ83နဲ့1ဖြစ်သွားပြီးပြီဆိုရင်လို့ရှိရင်တော့ရှင်းနောက်ထိုင်းပြီးတော့တော့83ရှေးဆိုပြီး brace 16ကစားရမှာဖြစ်ပါတယ်เนาะ အဲ့တော့ဒီကဏန်းအနေနဲ့ကြီးရအနေနဲ့ဥစ္စာကတော့388ဆိုတဲ့ကဏန်းလေးက main အဓိကဖြစ်ပြီးတော့838ကဒုတိယ833ကအရန်ဆိုပြီးတော့ဒီ၃ခွက်မှတော့ဒီလိုထွက်လာပါတယ်အဲ့မှာထပ်ပြီးတော့658ဆိုတဲ့ကဏန်းလေးကလည်းပဲခုနကတော့ပြောတယ်တော့956ပေါင်းခြင်း6ဒီထိတ်စီးမယ်တိကက်နက်ခတ်6ဒီအဲတိကက်နက်ခတ်7ဒီထိုင်မယ်ဆိုလို့ရှိရင်689 9ကနေပြီးတော့ဘယ်လိုဝင်မလဲ၄၄ကအလဲဝင်တယ် ပရိ55ဖြစ်တယ်ရှေခရိယအလယ်ဝင်နဲ့ပရိ16ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီ9လေးကအလယ်ထိုင်းပြီးလဲပြီးတော့658ဆိုတဲ့ကဏ္ဍလေးတကွယ်ဖြစ်ပေါ်လာခဲ့ပါပြီเนาะအဲဒါကြောင့်လို့အဓိက main အဖြစ်388เนาะဆိုတော့အဓိကတည်ထားပြီးတော့833 838 658တွေကအရန်အနေနဲ့ကစားမယ်နောက်ပြီးတော့စောစောကပြခဲ့တဲ့69လေးဆိုတဲ့ကဏ္ဍလေးကလည်းပဲမိတ်ဆွေတို့ကြိုက်မယ်ဆိုလို့ရှိရင်တော့သူ့ကိုလည်းပဲ ရန်ချင်းရန်ဩချင်းဩပေါ့ဗျာဟုတ်ပြီအဲ့လိုပဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာမိတ်ဆွေတို့ကိုဒီဟိုနေ့ပြခဲ့တဲ့နော်ပထမဗီဒီယိုတုန်းကပြခဲ့တဲ့ဒါမှတောင်ပေါ်စိုက်ကလစ်ရှိပါတယ်သူက633နဲ့883ကိုခေါ်နေပါတယ်နော်633နဲ့883ကိုခေါ်နေပါတယ်နော်ပါဝါထရိုင်လေးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမူလေးနဲ့ဆက်ဆိုင်တာကောကျွန်တော်ထပ်ပြမှာကအပြည့်စုံကိုတော့ကျွန်တော်ရဲ့ဒုတိယနော် channel ဖြစ်တဲ့ အကျူ channel မှာလာရောက်ပြီးတော့အပြည့်စုံကြည့်နိုင်ပါတယ်ဒီအကျူ channel မှာဟိုအကျူ channel မှာ YouTube မှာရိုက်ရှာလိုက်ပါเนาะ A3 လုံးဖြစ်တဲ့အတွက်အကျူ channel မှာ share share x ဆိုတာလေးပါပါတယ်နောက်က AA on နောက်ပြီးလက်ခလဲကောင်းမှာတုံးလေးပေါ့เนาะ deck လေးပါပြီးတော့ပါ F7 လူလူတို့ဆိုပြီးတော့ YouTube မှာရိုက်ရှာလိုက်ပါမိတ်ဆွေတို့အဲ့ဒီမှာတွေ့နိုင်ပါတယ်ကျွန်တော်ရဲ့ဒါကတော့เนาะကျွန်တော်ကိုဆက်သွယ်နိုင်တဲ့အရာတွေပါဒါကတော့ Telegram ဒါကယူကျူဒါကတော့ပိုင်ပါပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့ဆက်သွင်းနိုင်တာလေဆိုတဲ့ဥစ္စာကိုကျွန်တော်အနေနဲ့ပြောလိုက်ပြသည်အမေမာဝင်တဲ့သူတွေအနေနဲ့ဟိုဆိုကျွန်တော်အဲဒီဂျင်းကိုဘလော့ကစားမယ်ဆိုတဲ့ဥစ္စာကိုတော့ကျွန်တော်ပိုင်ပါမှာဆက်သွယ်လိုက်ပါဂျင်းနဲ့လို့ရှိရင်ကျွန်တော်ဆက်သွင်းနိုင်ပါတယ်ဒါပေမဲ့ပေါင်းမယ်လို့တော့ကျွန်တော်အမမခံဘူးအကောင်းဆုံးဖြစ်နိုင်တဲ့အကွက်တွေကိုကျွန်တော်ထုတ်ပေးသွားမှာပါနောက်ဒုတိယအနေနဲ့အခုအချိန်တွေကတော့ဘောနောက်ကျသွားပြီနောက်အချိန်မျိုးမှာဆိုလို့ရှိရင်ကျွန်တော် ်အော်လိုအပ်တဲ့ရန်ကုန်ချိုင်းမန္တလေးချိုင်းယူကျူချိုင်းဒါတွေကိုကျွန်တော်ပေးသွားမှာပါဒုံကိုပေးသွားမှာပါနောက်ပြီးတောင်ပေါ်မူကစားနီးလေးတွေဟောဘောတော့နောက်ပြီးတော့တောင်ပေါ်မူတော့မှမန္တလေးမူနဲ့ကစားနီးနောက်ယူကျူနဲ့ကစားနီးဂျာတွေကိုကျွန်တော်ပေးတော့မှာပါနောက်ဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မြို့နဲ့ကစားနီးကိုမှကျွန်တော်ထည့်ပေးပါပါအဓိကအားဖြင့်ကျွန်တော်ဒီပေါ်တော့ member ဆိုတဲ့နေရာထက်အဓိကအားတော့ကျွန်တော်တွေ့ရှိလေ့လာချက်တွေကိုမိတ်ဆွေတို့ကိုပြန်လည်မျှဝေတဲ့ ဟိုတင်တန်းလို့ခေါ်ခြင်းခေါ်လို့လည်းရပါတယ်ဒီလိုမျိုးပြန်လဲမျှဝေသွားတဲ့သဘောကိုအဓိကထားမှာပါကဏန်းပေါက်ဖို့ဥစားကတော့ကျွန်တော်ဒါအာမမခံပေမဲ့အကောင်းဆုံးစူးစမ်းပေးတော့မှာပါလို့ကျွန်တော်ပြောလိုက်ပါရစေမင်္ဂလာပါကျွန်တော်ရဲ့ဒီဒုတိယ channel ဖြစ်တဲ့ဒီမှာလာပြီးတော့เนาะအပြည့်စုံထပ်ပြီးတင်ထားတဲ့เนาะ site လေးကိုလည်းလာပြီးကြည့်လိုက်ပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ် 3D ကြီးများလည်းပေါက်ကြပါစေ